ဒီနေ့တော့ခြေတန်းစစ်မီပြမှာလက်လက်ကြီးတောင်းဒီမော့ဆူပြတုကပွေတက်ရဲဘော်သူကြဆောင်တည်တဲ့ KSC ရဲ့ဇန်နာမူပေါင်းက LGBTQIA+ တွေကိုဒီသက်ဖယ်ထုတ်ဖို့ရည်ရွယ်မထားဘူးလို့ဆိုတဲ့တည်တဲ့ပြောင်းဒေတာကခဲလောက်ွက်တွေကိုပြောင်းဆွေမျိုးစုစီမံထိတ်တိတ်မဲ့ဆိုတဲ့နေ့စဉ်တည်တဲ့တွေကိုတိဆက်ပေးပါမယ် မင်္ဂလာပါဒီနေ့ဆွန်ဟာ16ရက်ပထဝီအဖွဲ့ရဲ့နေ့စဉ်တင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြည်နေပြည်အတိုင်းပင်ခံကောင်စီ KSCC ကနေဆွန်ဟာ16ရက်နေ့ကကြာချန်လိုက်တဲ့ကျန်းမာမှုပေါင်းဟာပြည်နေပြည်တွင်းကအမျိုးသမီးတွေရဲ့ဖိနှိပ်ခံရမှုတွေကိုအခြေခံထားကအာနာပါဝါရှိတဲ့လူတွေရဲ့ဖော်ဝါဒကြီးစိုးမှုတွေကိုတိုက်ပြတ်ဖို့ရည်ရွယ်ပြီးလက်စိတ်ခံယူွယ်ပြသူ LGBTQIA+ တွေကို ဒီတက်ဖက်ထုတ်ဖို့ရည်ရထားတာမရှိဘူးလို့ KSCC အထွေထွေအသွေးအမှုမှုဒေးမြာက Federal Affairs ကိုပြောပါရယ်။မူပေါမှာအမျိုးသမီးတွေအတွက်ပြဋ္ဌာန်းချက်တွေတိတိတတတွေ့ရပါမယ်။ LGBTQIA+ တွေအတွက်တော့မူပေါရဲ့နောက်ဆက်သွဲပါပဲဝဟါရဖွင့်ဆိုထားတာတွေ့ရပြီး KSCC ပြဋ္ဌာန်းလိုက်တဲ့ကျန်းမာမူပေါဟာ LGBTQIA+ တွေကိုတမင်ချလက်ထားရဲဆိုတဲ့ဝန်ခံတယ်လို့လည်းထက်ရှိလာခဲ့ပါရယ်။ဒါပြင် မူပါရဲ့နောက်ချေလန်းအနေနဲ့ Greenpeace ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကဥဆောင်ပြီးကျန်းမာမူဝါဒတစ်ခုဆက်လက်ရေးဆွဲသွားမှာဖြစ်ပြီး80လုပ်ငန်းစဉ်တွေမှာအမျိုးသမီးတွေအပါအဝင် LGBTQIA+ အရေးလှူရှာသူတွေစီကအသံတွေစုဆောင်ပြီးလိုအပ်တဲ့အစီအမံတွေရေးဆွဲနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ပြောပါရယ်။ရှမ်းကွေးနေနေဆက်ရှစ်တန်းစစ်မြေပြည်ဖြစ်တဲ့မိုးပြေမြူတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီမော့ဆိုပြတုကာကိုရတဲ့တရင်လေးရဲ့ရဲဘော်တူချစ်မှန်ခဲ့ပြီးစောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မှာလက်နက်ကြီးချစ်မှန်ခဲ့တာဖြစ်ပြီးဈေးကူတောက်မှုခိုင်နေရင်16ရက်နေ့မှာစောက်ဆုံးခဲ့ရတာဖြစ်တယ်လို့သိရပြီးတော့စောက်ဆုံးသွားခဲ့ရတဲ့ရဲဘော်ဟာအသက်16နှစ်အရွယ်ပေါ်ရဖြစ်တယ်လို့သိရပြီးတရင်မှာ2023ခုနှစ်ကလေးကတာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလက်ရှိအချိန်မှာဆိုရင် မုံပြဲမြို့မှာစစ်ကောင်စီတက်တဲ့တော်လည်တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲပြင်းထန်နေပြီးလက်ပတ်ထိခိုက်မှုတွေရှိနေတယ်လို့လည်းသိရပါဗျ။ပြာလောင်ဆွေမျိုးစုနေမည်ဖြစ်တဲ့ရှမ်းပြည်တောင်ပိုင်းဖေကုံမြို့နယ်တစ်ကြိတ်ဒေသတွင်းကခဲလောက်ွက်အကောင်လုံးကိုပြာလောင်ဆွေမျိုးစုကပဲစီမံထိသိမ်းဖို့ရှိမယ်လို့ပြာလောင်ဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စိုးကဆိုလာ၁၆ရက်နေ့မှာဖက်ဒရယ်အပ်ပယ်ကိုပြောပါရယ်။အသေးစားအလက်စား တနိုင်တပိုင်လုပ်ငန်းတွေကို ခွင့်ပြုထားပြီးစိတ်ရည်ရာကြီးတွင်လည်းအကြီးစားဒူးဖို့မှုတွေကိုတော့အခုကစပြီးလက်မခံတော့ဘူးလို့တည်ရပြီးတော့မနေ့ကဇွန်လ16ရက်နေ့အစီအဝေးဆုံးဖြတ်ချက်အရစိတ်ရည်ရာနဲ့ခဲတုဒူးဖို့မှုကိုခွင့်မပြုတော့ဘူးလို့ပရာတော်ဆွေမျိုးစုလူမှုကွေရဲ့စာမျက်နှာမှာလည်းထုတ်ပြန်ထားပါတယ်ပရာတော်ဆွေမျိုးစုနေမီတဲ့ကမြမတီတောင်မှာကရင်ပြစ်စ်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ပိုင်လေးပွင့်ကျေကုမ္ပဏီနဲ့ တရုတ်ပိုင်မစ္စတာဝမ်ကုမ္ပဏီက2025ခုနှစ်ဇန်နဝါရီလမှာအကြီးစားခဲတပ်သူဖို့ကိုစတင်ပြင်ဆင်ခဲ့ကြပြီးတိရခန်ပလာလောင်ဆွေမျိုးစုဘက်ကအပြင်းထန်ကက်ကွက်ခဲ့ကြပါတယ်။နေမချီတောင်မှာခဲတပ်သူအကြီးကထွက်ရှိပြီးတိရခန်ပြည်သူတွေဟာခဲလုံးငယ်နဲ့ပဲအကြီးကစာဝန်းကြီးရေးဖြည့်ရှင်းကြတာဖြစ်ပြီးလေပွင့်ကျေကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီရရှိလာပြီးနောက်ပိုင်းမှာ ဒေတာခန်တွေရဲ့ခဲသူပုံမှုကိုကဲတက်ထားကြတယ်လို့ဒေတာခန်တွေစီကလည်းသိရပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။အစရေအီရန်အပြန်လည်တိုက်ခတ်မှု9ရက်မြောက်နေ့ကိုရောက်လာတဲ့အချိန်မှာအမေရိကန်သမ္မတဒိုနယ်ထရက်ကအီရန်နိုင်ငံတီဟီရန်မြို့ကပြည်သူတွေဘေးလွတ်ရာကိုရွှေ့ပြောင်းကြဖို့ဂျီဇမန်ထိပ်တီးအစည်းအဝေးမှာပြောကြားခဲ့ပြီးအီရန်အနေနဲ့နျူကလ িয়ার လက်နက်လုံးဝမပိုင်ရဘူးလို့ပြောပါတယ် အစရီရဲ့တိုက်ခတ်မှုကြောင့်အီရန်ရဲ့မြေအောက်ယူရေနီယံသက်ဆင်စိတ်ရုံပျက်စီးသွားပြီးမနီကတနင်္လာနေ့မှာလည်းအီရန်နိုင်ငံရုပ်မြင်သံကြားသတင်းဌာနကိုအစရီကတိုက်ခိုက်ခဲ့တဲ့အတွက်သတင်းကြေညာရေးအမျိုးသမီးဟာသတင်းကြေညာရေးထောက်ပြရတဲ့ဗီဒီယိုဖိုင်ခုလည်းထွက်ပေါ်လာပါတယ်။အီရန်ဘက်ကတော့အိုမန်၊ကာတာနဲ့ဆိုဒီအာရေဗျာနိုင်ငံတွေအနေနဲ့အဖြစ်ခက်ရက်ဖို့အမေရိကန်သမ္မတထရပ်ကို PRP တောင်းဆိုထားပြီး အပြန်လန်အနေနဲ့အီရဘက်ကနျူကလ িয়ার လက်နက်ချောချဖို့စီစဉ်သွားမယ်လို့ရိုက်တာသတင်းဌာနမှဖော်ပြထားပါတယ်။နှစ်ဖက်ပြစ်ခတ်မှုကြောင့်အီရဘက်ကလူ100ကျော်တည်ဆုံးခဲ့ပြီးအစရေဘက်ကလူ20ကျော်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုရိုက်တာသတင်းဌာနကနေကိုးကားဖော်ပြထားတာပါ။ကမ္ဘောဒီးယားနိုင်ငံပေါ်ပယ်မြို့ကကာစီနိုနဲ့ဖြိုဖြင်းနေရာတွေကို ထိုင်းလူမျိုးတွေနဲ့ဆက်ပြတ်ကျော်အလုပ်လုပ်ကြမျိုးမလုပ်ကြဘူးထိုင်းစစ်တပ်သားမြင်လိုက်ပြီးတော့အဲ့ဒီသားမြင်ချက်ဟာဒီနေ့အင်ကာနဲ့မနေ့ရှင်းနိုင်ကစလို့အတီးပြူတာဖြစ်ပြီးပေချေတီသားမြင်ချားလဲဆိုတာကိုတော့ပြောမထားပါဘူးနှစ်ဆက်အငင်းပွားမှုတွေကြောင့်ပစ်ခတ်မှုတွေဖြစ်ပြီးနှစ်ဖက်တင်းမာနေတဲ့အချိန်မှာကမ်ဘောဒီးယားဘက်ကထိုင်းမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေပြလာဖို့ပြောထားတာကိုထိုင်းဝန်ကြီးချုပ်ပီတိုဒက်ရှင်နာဝုတ်က နိုင်ငံခြားအလုပ်သမားတွေကိုသူ့နိုင်ငံထိုင်းကနေနေမထုတ်ပေမယ့်အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရင်ပြည်နိုင်ငံမဆိုသူ့အလုပ်သမားတွေကိုပြန်ခေါ်လို့ရတယ်လို့သူ့ရဲ့လူမှုကိုရဲ့အိတ်မာရေးတာထားပါတယ်။ဒီသတင်းကိုဘန်ကောက်ပို့စ်သတင်းဌာနကနေကိုကဖော်ပြထားတာပါ။ခေမမီတို့ရဲ့ဥပဒေတွေနဲ့တခြားအသားစီးတွေကြောင့်ပစိဖိတ်ကျူးစုမှာအလုပ်လုပ်ကနိုင်တဲ့အမျိုးသမီးအရေးအတွက်ရဲ့တဝိတ်တော်မရှိရဲ့အရေးအတွက်ကိုအလုပ်ခတ်ထားတယ်လို့ ကမ္ဘာ့ဗန်ရဲ့ဒီနေ့ထုတ်ပြန်တဲ့အစီအခက်စာအသစ်မှာဖော်ပြထားပြီးဈာမကွာဟမှုကို ပိတ်ပင်မှသာစီးပွားရေးတိုးတက်မှုကိုအချိန်မြင့်တင်နိုင်မယ်လို့ဖော်ပြထားပါတယ်။ပစိဖိတ်ကျူးစုတွေမှာအလုံးမလုံးတဲ့အမျိုးသမီး59ရာခိုင်နှုန်းရှိပြီးအရည်အသွယ်သားမြင့်တဲ့9သိန်းဝန်းကျင်ရှိတဲ့အတွက်အမျိုးသားတွေလိုအမျိုးသမီးပါဝင်နှုန်းကိုနှစ်တင်နိုင်မှဒေတာရဲ့ပြင်သွင်းအသတင်းထုတ်ကုန်ကို 22ရာခိုင်နှုန်းတိုးမြင့်နိုင်မယ်လို့အစိုးရကစာအုပ်မှာဖော်ပြထားပါတယ်။မိုက်ခရိုနီးရှားဖက်ဒရယ်နိုင်ငံဖလောင်းဆလမွန်ကျွန်းတွေအင်္ဂါနဲ့ပနိုအတူနိုင်ငံ၅နိုင်ငံဟာအလောက်ကိုင်းမှာဂျာမန်အခြေပြုခွဲခြားဆက်ဆက်မှုအပေါ်တရားဝင်ဆိုင်ရာအကာအကွယ်တွေပြမဲ့နေတယ်လို့အစိုးရကစာမှာဆိုထားပါတယ်။ဒီတဲ့င်းကိုလည်း writer တဲ့င်းဌာနကနေကိုကောက်ပြထားတာပါ။ဒီနေ့ဆိုတော့စက္ကူနီရဲ့ ပထဝီအဖေရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့တာပါ။ကျမညောင်မောပါရှင်။